ဤသူလွတ်တော်ကိုယ်စားလှယ်များခင်ဗျာယခုအချိန်ငါဆပြီးတော့ဥက္ကဋ္ဌကနှုတ်ခွန်းဆက်စကားပြောကြမှာဖြစ်ပါတယ်နှုတ်ခွန်းဆက်စကားပြောကြပေးနိုင်ပါရန်ဥက္ကဋ္ဌအားလေးစားစွာပန်ကြားအပ်ပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒုတိယအချိန်ဤသူလွတ်တော်အစည်းအဝေးများသို့တက်ရောက်လာကြတဲ့ကိုယ်စားလှယ်များအားလုံးဧည့်သည်တော်များအားလုံးကာယဒုက္ခစိတ်ဒုက္ခအပြာသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမြတ်တာ ဥဒ္ဒအပ်ပါတယ်ဒီလွတ်တော်စီဝေးကြီးကိုခေါ်ယူပေးတဲ့ပြင်လွတ်တော်ကိုယ်စားလှယ်များရဲ့စာရေးတောက်ရေးနေထိုင်ရေးတွားရေးလာရေးအစအစအဆင်ပြေအောင်ကြိုတင်မျှတွေးဆောင်ရွက်ပေးတဲ့နိုင်ငံကြီးဒူရဥရှင်မန်းနဲ့သက်ဆိုင်ရာတောင်းရှိသူပုဂ္ဂိုလ်များအားလုံးကိုလည်းကျေးဇူးတင်ရှိကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျာလွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီနေ့ဟာမြမနိုင်ငံရေးတမိုင်းကြောင်းမှာဒီမိုကရေစီအတွင်ကူပြောင်းရေးအတွက်ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပါတယ်အထွေထွေရွေးကောက်ပွဲများကျင်းပပြီးပြုပြင်ပြောင်းလဲရေးအတွက်ပြည်သူလူထုရဲ့စံတန်းနဲ့အညီဒုတိယအကြိမ်လွတ်တော်ကြီးပေါ်ပေါက်လာခြင်းဖြစ်ပါတယ်ပြည်သူများလူလားမျိုးလင့်တောင်းတနေတဲ့ ဒီမိုကရေစီရေးလူ့အခွင့်အရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်နိုင်ငံသူနိုင်ငံသားများက၎င်းတို့ကိုစားလုတ်ပိုင်ခွင့်လွှဲအပ်ခြင်းခံရတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်သူကိုယ်စားလှယ်များဖြစ်ကြသည်နှင့်အညီမိမိတို့ရဲ့အပြောအဆိုအပြုအမူအနေထိုင်တွေကလည်းအလွန်အရေးကြီးလာပါတယ်မိမိတို့ရဲ့ တွေးခေါ်ကြံစားပုံလောက်ကင်ဆောင်ရွက်ပုံတွေဟာဒီမိုကရေစီကျင့်စဉ်များလူ့အခွင့်အရေးစံနှုန်းများကိုခံစားစံစားလိုကြတဲ့နိုင်ငံသူနိုင်ငံသားတွေအတွက်စံနမူနာကောင်းတွေဖြစ်စေချင်ပါတယ်တဦးနဲ့တဦးသဘောထားကြည့်ချင်းသိခံချင်းခွင့်လွှတ်ချင်း အပြန်အလှန်လေးစားချင်း အပြန်အလှန်နားလည်မှုရှိချင်းအပြန်အလှန်ပူးပေါင်းဆောင်ရွက်ချင်းတို့ဖြင့်နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့အကျိုးကိုတည်ဖို့ကြစီလိုပါတယ်။တဦးနဲ့တဦးယင်းနှစ်ချစ်ကြည်စွာဖြင့်မိမိတို့နိုင်ငံတွင်ဒီမိုကရေစီရှင်သန်ခံမှာဖို့နဲ့လူ့ဥက္ကဋ္ဌများမြင့်တင်နိုင်ဖို့စစ်မှန်တဲ့ဒီမိုကရေစီဖယ်ရယ်ပြောင်စုတည်ဆောက်နိုင်ဖို့စသည်တို့ကိုအတူတကွလက်တွဲပူးပေါင်းအကောင့်တွေပေါ်ကြရန်တိုက်တွန်းနှိုးဆော်ပါတယ်။ကျွန်တော်တို့အားလုံးဟာကိုကြိုးစည်းဝါးထက် အမျိုးသားအကျိုးစီးပွားကိုဦးစားပေးကမိမိတို့ကြာတောင်ကိုကြည်ပြွန်စွာထမ်းဆောင်ခြင်းဖြင့်မိမိတို့ရဲ့ဂုံတိတ်ခါကို မြင်မားစေပါတယ်ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းဆံမျက်နှာတစ်ကိုဖွင့်ခွင့်ရကြသူများပြီပြီတတော်ကြီးရဲ့ဂုံတရပုံမမြင်မားပြီးတင့်တယ်လာအောင် စွမ်းဆောင်ကြစီလိုပါတယ်တတော်ကိုယ်စားလှယ်များခင်ဗျာ နိုင်ငံတော်မှာဥပဒေပြည့်ရေးအုပ်ချုပ်ရေး တရားစင်ရေးဆိုတဲ့အာဏာကြီး၃ရက်အနည်းလွတ်တော်ရဲ့အဓိကတာဝန်ဟာဥပဒေပြုရေးဖြစ်ပါတယ်။ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်เสียဆိုတဲ့ဆိုရေးစကားနဲ့အညီလွတ်တော်ဆိုင်ရာဥပဒေနီးဥပဒေစီမီစီကံတို့ကို လေလာဖတ်ရှုပြီးလေးစားလိုက်နာခြင်းဖြင့်ကိုယ်စလဲများရဲ့ဂုဏ်ကြီးကိုပြသစီလိုပါတယ်။ဒါအပြင်ဒီစဲဥပဒေများနီးဥပဒေများအမိန်များကြီးညာခြင်းများဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ညီမညီလူ့အခွင့်အရေးစံညွန်းစံညွန်းများနဲ့ကိုက်မကိုက်အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနဲ့စီလျော်မှုရှိမရှိနိုင်ငံတကာစာချုပ်စာရမ်းများနဲ့အကျုံးဝင်မဝင် ပြည်သူလူထုအတွက်အကျိုးရှိမရှိ ပြည်သူလူထုရဲ့ဘဝလုံခြုံရေးနဲ့စိတ်လုံခြုံရေးကိုအကာအကွယ်ပေးမပေးတို့ကိုလိလစစ်စစ်ကြပြီးပြင်ဆင်ခြင်း ဖြစ်ဆွဲခြင်းပယ်ဖျက်ခြင်းအသည့်ရေးဆွဲခြင်းတို့ကိုဆောင်ရွက်နေရမှာဖြစ်ပါတယ် လွတ်တော်ကုသလများခင်ဗျာဥပဒေပြု၍မန္တန်ဖြစ်တဲ့လွတ်တော်ဥက္ခရတောင်ကိုလွတ်တော်ကုသလများကကျွန်တော်အားပေးရလိုက်တဲ့အတွက်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူစွာဖြင့်ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ဒီတောင်ကြီးကို ကျွန်တော်အနေဖြင့်လဲလွတ်တော်ဆိုင်ရာဥပဒေနိဥပဒေစီမင်းစည်းကမ်းများနဲ့အညီအဂတိတရားကင်းရှင်းစွာဖြင့်မိမိတို့နိုင်ငံတွင်ဒီမိုကရေစီအခွင့်အလမ်းများပွင့်လန်းလာစေရန် နိုင်ငံသားများရဲ့အခြေခံလူခွေများပုံမူလပုံမူရရှိလာစေရန်တို့ကိုကိုယ်စားညံစားရှိသည်မြကြိုးပမ်းအားထုတ်မည်ဖြစ်ပါကြောင်းလင်းနဲ့တည်ကြည်စွာဂရုပြုရင်းဤကုန်းချုပ်ရပါれခမညာလွတ်တော်ကုသရမြခမညာဒုတိယကျင်းဤသို့လွတ်တော်ပရမပုံမှန်အစီဝေးပရမနိယန္နာပါမည် ဒုတိယကျင်းဤသို့လွတ်တော်ပရမပုံမှန်အစည်းအဝေးဒုတိယနေ့ကို2016ခုနှစ်ဖေဖော်ဝါရီလ4ရက်ကြာပြည်နေ့နနေ့10နာရီအချိန်မှာဆက်လက်ကျင်းပမှာဖြစ်ကြောင်းနှင့်ယနေ့အစည်းအဝေးပြုဆောင်ကြောင်းကြေညာပါရယ်ခင်ဗျာယခုပြည်သူ့လွတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခေါ်มาဖြစ်ပါတယ်ဥက္ကဋ္ဌပြန်လည်ထွက်ခေါ်တဲ့အခါမှာ အစည်းအဝေးခမ်းမအတွင်းရှိပုဂ္ဂိုလ်အားလုံးမတည့်ရက်ပေးကြဖို့ဖြစ်ပါတယ်ပြည်သူလွတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါပြီခင်ဗျာ